ေကောင်းကြမှာချမ်းသာကြပါစေကျွန်တော် YouTube channel လေးဖြစ်တဲ့ MM Football Garden တက်ကနေညီကတော့အလုံးကိုကြိုးပြပါရယ်ဒီနေ့မှာပြပြီးလို့ပြမပွဲတင်တာ FIFA Club World Cup Group G က WSC နဲ့ KLA ပေါ့နော်ပြီးလို့ရှိရင် Group H က Al Hilal နဲ့ Panchu Karia Madrid နဲ့ Red Bull Salzburg တို့ရဲ့ပွဲစဉ်တွေဖြစ်တယ်ပေါ့နော် WAC နဲ့ ALA နဲ့ပွဲစဉ်မှာတော့ WAC က level 30နဲ့3060နဲ့ဘောနောဂိုးပေါင်းကြီးပြေးထားတာတွေ့ရတယ် ဒီနဲ့တင်းလုံးရတဲ့တန်းဆင်းသွားပြီဗျာတန်းဆင်းသွားခဲ့ပါပြီဒါဂျိုဗန်တာအတန်နဲ့မန်စီးတီးရဲ့တင်းလုံးကတော့တက်သွားပြီဗျာအော်တိုမက်တစ်တက်သွားပါပြီအော်ဆူတီအော်ဆူနဲ့ဆိုတော့တက်သွားပြီဗောနဒါပေမဲ့လည်းသူတို့ကနောက်ဆုံးပွဲကိုသူတို့ဒါကျွန်တော်ထင်တာတော့အရင်အနေနဲ့ပဲကံမလို့ထင်တာဗောနအဲ့မှာဘလို့အဖြေပြန်ထပ်ထွက်မလဲကြည့်ရမှာဗော WAC ကံခဲ့တဲ့ပွဲစဉ်နဲ့ပွဲမှာဆိုမန်စီးတီးကိုတူးစီးနဲ့ရှောင်းနဲ့ချေးအောင်လဲဗောနဒါမြန်မာပေါ့ဘော်ဒီတွေမှာချေးအောင်လဲပြီးတော့ ကျွန်တက်ကတော့ကိုကနဲ့ရှောင်းနဲ့ကြည်ရှောင်းလာခဲ့တယ်ဗောနော်အဲလည်းအင်းကိုကြည့်မယ်ဆိုလို့ရှင်သူကအဆိုးဆုံးပဲအတင်းကြီးတွေနဲ့တိုးတာဗျာကြာကျွန်တက်ကို 5C Man City ကို 6C ဗောနော်တတ်တော်တော်လေးဆိုးတယ်ဒါဘူးလည်းတလုံးမှမရထားဘူးဗောနော် Wise to Osco ကြည့်လိုက်မယ်ဆိုလို့ရှင်နော်ဒါ WAC NN ကို၃ဇာနီးပါးတော့ပေးထားတယ်ဗောနော်တရေကိုလည်း၄ဇာနီးပါးပေးထားပါတယ်ဒါ AL အင်းကိုတော့ကျွန်တော်ဒါ 30နေမှာတော့ပြေးထားတယ်ပေါ့နော်ဒီပွဲမှာကျွန်တော်နှစ်သင်းလောက်ကလည်းတာအညံ့တဲ့အတွက်ကျွန်တော်ဂိုးပေါင်းအောက်နဲ့ဒါ AL အင်းအသင်းကိုကြိုက်ပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ El Hilal နဲ့ Panchuca တို့ပွဲစဉ်ပေါ့နော် Mexico နဲ့ဒါ Saudi Arabia ကကလပ်ဖြစ်တယ်ပေါ့နော်ဒါ El Hilal ကတော့တလုံး20နိုင်နဲ့ဂိုးပေါင်းကြီးတလုံး30ရှုံးပြေးထားတာတွေ့ရပါတယ် El Hilal အသင်းကတော့ဒီ group မှာဆိုအဆင့်3မှာရှိရနမရထားတာပဲရှုံးမရှိဘူးပြ န်ချူကာအတင်းကတော့ဒါလုံးဝမျောလင်းချက်လက်မရှိတော့ဖတ်သွားခဲ့ပြီပေါ့။ဒီပွဲစဉ်လေးကိုတော့ကျွန်တော်ဒါအဲလေးလေးနိုင်အောင်ကမယ်ဆိုလို့ရှိရင်မျောလင်းချက်တွေရှိသေးတယ်ပေါ့နော်။အဲလေးလေးဆွာခဲ့တဲ့ပွဲစဉ်နဲ့ပွဲကိုကြည့်လိုက်မယ်ဆိုလို့ရှိလို့ရှိရင်တော့ရီယယ်မက်တစ်ကို11ကြားလိုက်ကြည့်အောင်လေပေါ့နော်။ Red Bull Salva ကိုဇီးဇီးဆော့တယ်ဒါကြည့်ရှုံးတယ်ပေါ့ဗျာ။ပြီးရတော့တိတဲ့အတိုင်းပဲ Inzaghi ခိုင်းနေတယ်ဆိုတော့ဒါတော်တော်လေးပေါ့နော်။ဒါခံစေပဲဦးတည်မှာပါ ပန်ချူကာကိုကြည့်လိုက်မှာပန်ချူကာကတော့ဒါတိုက်စစ်ကမဆိုးဘူးဗျခန်းစစ်ကတော့တော်တော်လေးရွေးတာတွေ့ရတယ်ရီယယ်မက်ဒစ်နဲ့ပွဲမှာအဆိုးဆုံးပဲဒါရီယန်နဲ့တော့ကစားသမား quality ဘိုင်းတော့တအားကွာတယ်ပေါ့နော်ဒါပန်ချူကာမှာဆိုတိုက်စစ်မှာဆိုဆလမွန်ရန်ဒောင်းတို့ဒါကနေဒီတို့ဆိုတာဒါလုံးဝဒါကစားသမားရဲ့ quality လုံးဝရှင်တော်မရပါဘူးရီယယ်မက်ဒစ်နဲ့ပွဲမှာဆိုတက်သေးပါဘူးတော်တော်လေးခြားတာတွေ့ရတယ်အခွင့်အရေးဘိုင်းတွေတော့တော်တော်လေးရတာတွေ့ရပါတယ်အဲ့ဒီပွဲစဉ်မှာပေါ့နော်ဒါမဲ့ တုံးချတာကိုကိုပေါက်ကန်သွင်းမှုနဲ့ကိုရအောင်လုပ်ဖို့ဒီကောင်ကတော့မစွမ်းနိုင်ဘူးလေတော်တော်လေးလည်းအံ့အောင်ဖို့ပေါင်းပါတယ်ဒါမှဒီအသင်းမှာကောင်းတာတစ်ခုရှိတယ်ကော်နာလောင်းချင်တော့လောင်းလို့ရတယ်ဒီအသင်းကကော်နာတော့တော်တော်ရတယ်ဗျဒီအသင်းကိုကြည့်လိုက်အများအားကော်နာ6လုံးနဲ့9လုံးအထက်မှာပဲရှိရ6လုံးမဟုတ်ရင်9လုံးပဲပွဲပဲတူတူပါနော်တော်တော်များများပွဲမှာဒီအသင်းကော်နာတော့တော်တော်ရတယ်အသင်းဖြစ်တယ်ပေါ့နော်ရီယယ်မက်ဒရစ်နဲ့ပွဲမှာဆိုသူတို့တိုက်စစ်က25ချက်အောင် short တော့တယ်ဗျ အဲဂိုးပေါက်ကန်သွင်းမှုဆက်တဲတာဘောနော်ဆက်တဲ့ချိန်ရှိတယ်အဲ့ဒါတော့ဘိုးပဲရတယ်ခင်ဗျဆန်းချင်းဒါဒီရမတစ်ကဒါဘူးသမားဘောနော်ဒါကုတ ्वाइस ကတော်တော်လေးကောင်းလို့ပါပဲဒီပွဲမှာတော့ပြောရမှာဆိုရင်ပြီးတော့ကျွန်တော် Red Bull Salvak နဲ့ပွဲတယ်မှာဆိုလဲဒါ data အချက်လက်တွေကိုကြည့်ကြည့်လိုက်ပြန်ဒါပန်ချူကတာတယ်ပူပြီးမှာဘောနော်ဒါမှမဟုတ်ပန်ချူကမှာအားနေတာတကူရဖို့အတွက်တော့တော်တော်လေးဆိုးတယ်ဗျ ဒါဘောလုံး position လဲ red bull salbach နဲ့ပေါ်မှာဆိုရင်9 10 10 9တဲ့ဗျာ corner ရတဲ့ဘိုင်းနေမှာလဲကြည့်လိုက်အကောလုံးကွာရဲပေါ့နော်ဒါဂိုးပေါက်ကန်သွင်းမှုကလဲ16ချိန်မှာ6ချိန်ရှိတယ်အဲ့ဒီချိန်မှာတကူပဲရတာတော်တော်လေးစိုးတယ်လို့ပြောရမှာပေါ့နော်ဒါနှစ်ပွဲဆက်လဲရှုံထားတယ်ဗျာ el hilal ကတော့တပွဲချေးအောင်လဲတပွဲချေးရှုံထားတယ်လို့ပန်ချူကလဲနှစ်ပွဲလုံးချေးသိထားတယ်လို့ပြောရမှာပေါ့နော်ဒါ once to osco ချိန်မှာဆိုရင် el hilal အနိုင်ကို60 နတ်နတ်ပြပါเนาะတေးကိုဒေးစာကွယ်နဲ့ပန်ချူကအနိုင်ကိုငါးငါးစာပြထားတယ်ပေါ့နော်ဒီပွဲမှာတော့ဘလူပဲနေနေပြကျွန်တော်ပန်ချူကအသင်းရတာဘော်ဒီချိုက်တယ်ပါနှစ်ပွဲလုံးလဲချေရှုံးထားတပွဲတော့အောင်တင်တယ်လို့ထင်တယ်ကျွန်တော်ကတကယ်လို့စားခဲ့ရင်လည်းတလုံးထက်မပိုဘူးလို့ထင်တယ်ပေါ့နော်ကျွန်တော်ပန်ချူကဘော်ဒီချိုက်တယ်ဗျထပ်တဲ့ပွဲကတော့ Red Bull Salzburg နဲ့ Real Madrid တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီပွဲကတော့တော်တော်လေးကြီးကောင်းမှာပေါ့နော် direct ကို sell back ဆိုတာလည်းအကုန်လုံးလူငယ်တွေနဲ့ပဲဒါကျွန်တော်ဖွဲ့စည်းထားတဲ့အတင်းတင်းပေါ့ဗျာကစားသမားအသက်အရွယ်ပိုင်းတွေကြီးလိုက်မှာဆိုရင်16နှစ်20နှစ်21နှစ်19နှစ်ပေါ့နော်ဒီလိုကစားသမားတွေနဲ့ဖွဲ့စည်းထားတာပေါ့နော် real estate ဆိုတာလည်းဒါနီးပြအစ်စ်ပေါ့နော်အလွန်ဆိုနဲ့ဖြတ်တန်းရတော့မှာပေါ့နော်ဒါ table မှာကြီးလိုက်မှာဆိုရင်ဒီနှစ်သိန်းလုံးကလည်း၄မှ၄မှဆူရထားတယ်ပေါ့ဗျာဒါကျွန်တော်တက်ပြီလို့ ပြောလို့တော့မရသေးဘူးเนาะဒါနောက်ဆုံးပွဲတော့ဆော့ရမှာဘောနအားဆိုင်ပြီးဆော့ရမယ်မတင်တော့ဒီနေ့တင်ရတော့ကျွန်တော်ထင်တယ် head to head champion league မှာတွေ့ဘူးတယ်ဗျာတစ်ချိန်ဘောန Real Madrid 5-1နဲ့နိုင်ဘူးတယ်ဒီအပြင်ဘောနတရက်ဘူဆာလ်ဘာဆော့ခဲ့တဲ့နှစ်ပွဲကိုချိန်မှာဆိုရင်ပန်ချူက2-1နဲ့ Al Hilal ZZ သူကနှစ်ပွဲလုံးကိုချိန်အောင်ထားတယ်ဗျာဒီဆာလ်ဘာအတန်နှစ်ပွဲလုံးချိန်အောင်ထားတယ် ပေးကူလည်းတကူပဲရှိတယ်ရကူလည်းနှကူပဲရှိတယ်ပေါ့နော်အဲကျွန်တော်ထင်တယ်ခံစစ်ဘိုင်းအောင်တော်တော်လေးဂူးဆိုင်ပြီးဆော့တယ်လို့ထင်တယ်ပေါ့နော်ဗီယမတ်ရဲ့အသင်းကိုကြည့်လိုက်မယ်ဆိုလို့ရှင်ဒါအယ်လီလာလို့ဘာမှဆော့ပြီးမှပန်ချူကာကို31နဲ့9နဲ့ဒါတယောက်ရောင်းတာတော့31နဲ့9နဲ့ပေါ့နော်ဒီပွဲမှာကြည့်လိုက်မယ်ဆိုတော့တော်တော်လေးမဆိုးပါဘူးနော်ဆော့တာကတော့တော်တော်လေးကောင်းပါတယ်ဗီယမတ်ပေါ့နော်ဒါတစ်ဖက်ကပန်ချူကာအသင်းကလည်းအခွင့်အရေးပိုင်းနဲ့ရပါတယ်ဒါမှမဟုတ်ကျွန်တော်ပြောခဲ့တယ်ပေါ့နော်အဆုံးသတ်ပိုင်းမှာမကောင်းဘူးညံ့တယ် ဒါရက်ဘူဆာဘကိုဆိုရင်ကြည့်လိုက်မယ်ဆိုရင်သူတို့ဆော့ခဲ့တဲ့အလီလာနတ်ပွဲထဲမှာဆိုလို့ရှိရင်ဒါဘောလုံးပိုဇီရှင်တွေပါလေဒါဂိုးပေါက်ကန်သွင်းမှုတွေဆိုတာလည်းဒါတိုင်းနာတစ်ခုထိတော့ကောင်းတယ်ဗောနော်အခွင့်အရေးပိုင်းကြီးကြီးမားမားတွေလည်းရခဲ့တယ်ဂိုးပေါက်ကန်သွင်းမှု73ချိန်ရှိခဲ့တယ်ဗောဗျာဘောလုံးပိုဇီရှင်တော့နည်းနည်းညော့တယ်ဗောနော်73ချိန်မှာ6ချိန်ဂိုးပေါက်တက်ဆိုနည်းနည်းအဆင်မပြေတော့ဗျာဒါမှဂိုးကတော့ကျွန်တော်ဒါမရခဲ့ဘူးဗောဗျာ ့ Wise to Os ကိုကြည့်မှာဆိုရင်ဒီပွဲမှာ Real Madrid အနိုင်ကိုပြ30တရီကို6ဆ Salvak အနိုင်ကို7ဆလောက်ပေးထားတယ်ဗျာဒီပွဲကဘယ်လိုပဲနေနေပါကျွန်တော် Real Madrid body ပဲကျွန်တော်ရွေးချယ်ပါတယ် Real Madrid ရတာ body ကြီးဖွင့်ထားတယ်ကြောက်ခမန်းလီဒီပေါ်တော့နှလုံး80နိုင်နဲ့ဂိုးပေါင်းကြီး၄လုံးတရာဆိုတော့ Real Madrid body နဲ့ဂိုးပေါင်းအောက်ကိုကြိုက်ပါတယ်ဗျာဒီနေ့ကျွန်တော်ရွေးထားတာကတော့ AL အင်းကိုရွေးထားပါတယ် ပြီးလို့ရှိလို့ရှင်ပန်ချူကာကိုရွေးထားပါတယ်ပြီးလို့ရှင်ရီယမတ်တစ်ဘော်ဒီနဲ့ဂိုဘောင်းအောက်ကိုရွေးချက်ထားပါတယ်ညီကိုအားလုံးအဆင်ပြေကြပါလေဗျာကျွန်တော်အားပေးတဲ့ညီကိုရဲ့အားလုံးကိုအထူးအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်မားနေတဲ့အချိန်မှာလည်းအားပေးတဲ့ညီကိုတွေမားနေတဲ့အချိန်မှာလည်းအားပေးတဲ့ညီကိုတွေအားလုံးကိုကျွန်တော်ဒီကနေ့ကျေးဇူးတင်ပါတယ်ရှေ့သက်လည်းအားပေးပါလို့ကျေးဇူးတင်ပါတယ်ဗျာဘယ်သူမှမမေ့ပါဘူး